ီးခဲ့တဲ့တပတ်ကစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာတထောင်ပြည်နှစ်တွေကဂရိကန်တိုင်းစစ်တိုင်းမှုလုပ်ခဲ့တဲ့ကျိုင်းတုံမျိုးကိုထတ်သွားခဲ့ပါတယ်2021စစ်အာဏာသိမ်းပြီးရှမ်းပြည်အရှိပိုင်းကအဲ့ဒီမျိုးကိုတူသွားခဲ့တာဟာအချိန်ကြီးမနည်းတော့ပါဘူးအချိန်တိုင်းမှာသွားခဲ့ရတဲ့အကြောင်းက အတူတူဖြစ်ပြီးရရာခြေဖို့ပဲဖြစ်ပါတယ်အခုနောက်ဆုံးခရီးမှာမြန်မာဘရင်တို့ရဲ့အဆောင်အယောင်၅ခုတည်းကတစ်ခုဖြစ်တဲ့ယရနာတရဖူကို လောကတရဖူဖျားမှာ မေလ24ရက်နေ့ကဖျားဌာပနာအနေနဲ့ထဲ့ပါတယ်။သူနဲ့အတူ သူကိုးကွယ်တဲ့ရေရယာအခါတော်ဘေးဖုန်ကြီးဝစီပိတ်ဆရာတော်လည်းပါခဲ့ပါတယ်။စစ်ကောင်းဆောင်နဲ့ဝစီပိတ်ဆရာတော်နှစ်ယောက်တို့ရဲ့ဆက်ဆံရေးကမင်းအောင်လည်းအဲ့ဒီမှာစစ်တိုင်းမှုလုပ်ခဲ့တဲ့အချိန်ကစပါတယ်။ဒီဖုန်ကြီးဟာစစ်ကောင်းဆောင်ရဲ့နှက်ကပ်ပေတင်အကြံပေးလို့အများကယူဆကြပြီးရေရယာအနေနဲ့ စစ်အာဏာသိမ်းမှုစန္ဒပြသူတွေရဲ့ဥကောင်းကိုပြစ်ဖို့အခါတော်ပေးသူလို့စွပ်စွဲခံရပါတယ်။ခစ်ကိုပြောင်းဖို့ခေါင်းကိုပြစ်ဆိုပြီးလူမှုကွန်ရက်တွေမှာပြောဆိုတာ တွေ့ရပါတယ်။အကယ်ကြည့်ရင်လဲစစ်ကောင်စီဖြိုခွဲမှုအစောပိုင်းရက်တွေမှာစန္ဒပြသူအများစုဟာဥကောင်းကြည်စံတန်ရာနဲ့သေဆုံးခဲ့ကြပါတယ်။စစ်ခေါင်းဆောင်ဟာဝစီပိတ်ဆရာတော်လမ်းညွန်မှုနဲ့2015မှာတည်ထားတဲ့ကျိုင်းတုံမြို့စွန်ကဗုဒ္ဓဥယျာဉ်မှာ ဖျားတဆူအနေကစားတင်ခဲ့ပါတယ်။မင်းအောင်လှိုင်ကဒီဇင်ဘာအတွင်းရွေးကောက်ပွဲလုပ်ဖို့တွန်းအားပေးနေချိန်မှာဒီအခမ်းအနားကို သူတို့နှစ်ယောက်ပြုတ်လုတာဖြစ်ပါတယ်။ပြည်သူတွေကတော့ယတနာတရဖူကိုလှူတာရရရာချေတာလို့ပဲမြင်ကြပါတယ်။မြန်မာပြည်တွင်နန်းတက်တဲ့အခါတုံးတဲ့တရဖူပုံတို့ကိုထားပနာတာဟာသူတမရဖြစ်စေဖို့အတွက်လို့မြန်မာပြည်သူတွေကနားလေထားပါတယ်။ စစ်ခေါင်းဆောင်ရဲ့တမရဖြစ်ရေးစိတ်တစားဟာကြာခဲ့ပါပြီ2020ရွေးကောက်ပွဲမတိုင်ခင်ကဝစီပိတ်စရာတော်လမ်းညွန်မှုနဲ့ပကံကရှေးဟောင်းထီးလိုမင်းလိုဖျားကိုထီးတော်တင်ခဲ့ပါသေးတယ်ရှေးအစဉ်လာအရထီးလိုမင်းလိုဖျားကိုလှူဒန်းတဲ့ဘရင်တွေဟာဖုံးကန်တက်ပြီးနန်းသက်ရှိကြတယ်လို့ယုံကြည်ကြပါတယ်ဖျားပွဲတော်ကမမဘရင်တွေရဲ့အဆောင်အယောင်ထီးနန်းတောင်းတယ်လို့အတိတ်ပဲရပါတယ်စစ်ခေါင်းဆောင်မျှော်လင့်ချက်က စစ်တပ်လက်ဝေကံ ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဟာ2020ရွေးကောက်ပွဲမှာအနည်းဆုံး26ရာခိုင်နှုန်းအနိုင်ရပြီးစစ်တပ်ရဲ့25ရာခိုင်နှုန်းနဲ့ပေါင်းလိုက်ရင် သူတမရဖြစ်ဖို့လုံလောက်ပါပြီ။ဒါပေမဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင်ပြိုကမ်းပြိုနိုင်သွားလို့သူ့အိမ်မက်တစစီပြိုကွဲသွားပါတယ်။ဒီအိမ်မက်ကို ပြန်အသက်သွင်းဖို့အရသာအစိုးရကိုဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်တာကြောင့်နိုင်ငံကိုဖျို့ဖျဲဖြစ်သွားစေပါတယ်မြန်မာပြည်သူတွေရဲ့အမြင်မှာအခုလုပ်တဲ့ဘာသာရေးထုံတမ်းအစဉ်လာတွေဟာလာမယ့်ရွေးကောက်ပွဲအတွက်ပြင်ဆင်တဲ့ရည်ရွယ်တစ်ခုတည်းဘာမှမပိုပါဘူးမတ်လ28ငလျင်ဟာသခိုင်းမန္တလေးနေပြည်တော်တွေမှာအကြီးအကျယ်ပျက်စီးပြီးစစ်ကောင်းဆောင်ဟာသူ့စစ်ကောင်စီနမိတ်မကောင်းဘူးလို့ယူဆတဲ့အတွက်ဧပြီလမှာ ရှမ်းတောင်ပိုင်းတောင်ကြီးမြို့ကဖျားအနေကစားတင်ပြီးကန်ဆိုးဓာတွေကိုရှောင်ရှားဖို့လုပ်ပါတယ်။သူလုံနေကြအတိုင်း2023ရခိုင်မှာမိုးခါမုန်တိုင်းတက်ခတ်ဖို့မတန်ခင်တည့်ရက်အလိုမင်းအောင်လှိုင်ဟာဝစီပိတ်စရာတော့တည်ထားတဲ့ဖျားအနေကစားတင်ရင်ကဲဆဲကူညီရေးလုပ်ငန်းတွေကိုရှောင်ရှားခဲ့ပါတယ်။မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်ဟာအရန်ယူတည်တယ်လို့နာမည်ဇိုးနဲ့ကြော်ကြားကြပြီးနက္ခတ်ဘီရင်ဂံဘီရကနန်းဘီရင် အောက်လန်းနဲ့ရရအားကိုးကြပါတယ်။ အရင်စစ်ကောင်းဆောင်တွေခြေအားနင်းပြီးသူ့အုပ်ချုပ်ရေးတရားဝင်စေဖို့ဗရမများတွင်တဲ့စင်ဖြူတွေကိုဂံဗီရအဆောင်အဖြစ် သုံးပါတယ်စစ်ဗိုလ်ချုပ်တွေဟာဒီလိုရှားပါးပစ္စည်းတွေရှိတာကို သူတို့ကိုသူတို့တော်ဝင်တဲ့မင်းကောင်းမင်းမြတ်အဖြစ်မြင်တတ်ကြပါတယ်လွန်ခဲ့တဲ့၄နှစ်မှာစစ်ကောင်းဆောင်ဟာဖျားတွေထီးတော်ပြန်တင်တဲ့အလုပ်တွေပဲများနေပြီးလက်နက်ကင်တော်လှန်မှုတွေကိုအနိုင်ရဖို့အတွက်ရုရှားနိုင်ငံအထိသွားပြီးဖျားတစုကို ရေးတပ်ပယ်ခဲ့ပါသေးတယ် ဦးနေဝင်းဟာရန်ကုန်မှာမဟာဝိဇယဇေဒီတော်တည်ပြီးဦးတန်းရွှေကနေပြည်တော်မှာရွှေတကုံဇေဒီတော်ပုံစံတူဥပ္ပါဒတန်တိဇေဒီတော်တည်ပါတယ်စစ်ခေါင်းဆောင်ကလည်းသူတို့နီးတူနေပြည်တော်မှာကပအကြီးဆုံးထိုင်တော်မူဖျားကိုတည်ပါတယ်မာရဝိဇယအန္တရာယ်ကိုအောင်းနိုင်ခြင်းလို့အတိတ်ပဲရတဲ့ဘုဒ္ဓဆင်းတူတော်ဟာမြန်မာစစ်တပ်ရဲ့အဆောင်လက်ဖွဲ့ကိုကနန်နဲ့ဆက်ဆက်နေပါတယ်2022ကလည်းမင်းအောင်လှိုင်ဟာ သူ့ကိုမွေးခဲ့တဲ့မကွေးတိုင်းမင်းဘူးနာကပွင့်ဖြူမြို့နယ်မှာကြေးရွာဇီဒီတော်တစုကိုထီးတော်ပြန်တင်ခဲ့ပါတယ်ဇီဒီရဲ့ဘွဲ့တော်တတ်တာပထောင်းကိုစက်ကြပထောင်းလို့ပြောင်းပြီးအခါတော်ပေးတွေရဲ့အဆိုအရဘရင်အားလုံးရဲ့ဘရင်စက်ကြဝရင်းမင်းဖြစ်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်ဒီတိတင်ပွဲအခမ်းအနားပြီးဆုံးချိန်မှာစစ်ကောင်းဆောင်ရဲ့ဘာသာရေးအစဉ်လာစကားဖြစ်တဲ့အောင်ပြီဆိုတာကိုသုံးကအော်ပါတယ်သူ့ပါဇက်ကထွက်လာတဲ့ဒီအတန်ဟာ ရန်သူတွေကိုနိုင်ဖို့မျောလင့်ကျင်တဲ့အော်တဲ့ရတရာလို့အတိတ်ပဲရကြောင်းအများကယူဆကြပါတယ်အခုသူလုံးမဲ့ရွေးကောက်ပွဲမှာလဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့လိုအဓိကကြတဲ့ဒီမိုကရေစီပါတီတွေဖျက်သိမ်းခံထားရလို့ရွေးကောက်ပွဲအတွက်ပူစရာမလိုတော့ပါဘူးစစ်တပ်လက်ဝေကန်ကြက်ခိုင်ရေးပါတီကအများစုနိုင်ပြီးအတုအယောင်လွှတ်တော်ကိုလွှမ်းမိုးလို့သူသမရဖြစ်ရေးရည်မှန်းချက်ကို ဖြည့်ဆည်းပေးမဲ့လမ်းကြောင်းရှိနေပါတယ်။ဒါပေမဲ့စစ်ကောင်းဆောင်ကတော့တေချာအောင်လုပ်ချင်ပြီးရရရသည်သာသူ့အတွက်တဘာဝလွန်အာမခံချက်ဖြစ်ပါတယ်။